ဂိမ်းကောင်းကောင်းဆော့လို့ရမယ်ဘက်ထရီဆိုရင်လည်းအသုံးခံမဲ့ဘက်ထရီ capacity တွေပါမယ်အဲ performance ဆိုရင်လည်း official ဝင်လာတဲ့ budget friendly phone တွေထဲမှာဆိုရင်တော်တော်လေးအဆင်ပြေတဲ့ performance လည်းတုံးလို့ရတယ်အဲ့ဒါတွေပြင်မှာပဲအဆင်ပြေတဲ့ AI စနစ်တွေကိုတုံးလို့ရတဲ့ phone တွေကျွန်တော်စီကိုရောက်နေတယ်ဒီ phone တွေကတော့ techno ရဲ့အသစ်ထွက်လာတဲ့ပူပါ 74G နဲ့ပူပါ 5G ဆိုတော့ ဖုန်းတွေကျွန်တော်စီရောက်နေတယ်ဒီနှစ်ခုထဲမှာမှာ Poa 74G ကိုကျွန်တော်အခု review ပြပါပြသွားမယ်ပြီးသွားရင်တော့နောက်ထပ် video တစ်ခုမှာ Poa Car 5G အကြောင်းကိုလည်းပြောပြသွားမယ်ခုနပြောလိုက်တဲ့ features အလန်းစားတွေက Poa 74G မှာလည်းတကယ်သုံးကောင်းတဲ့ feature တွေဖြစ်မလားဆိုတာကိုကျွန်တော်တို့အတူစိုက်ကြည့်ကြမယ်ဘယ်လိုတွေအားသာချက်တွေပါမလဲဘယ်လိုတွေအားနည်းချက်တွေတွေ့ရမလဲဆိုတာကိုရှာကြည့်ရမယ်ဆိုတော့စကြမယ် Poa 7 4G ရဲ့ဖုန်းပုံစံကတော့အရင် version တွေနဲ့မတူတော့ဘူးတူတာဆိုလို့ ပိုပါစီးတွေရထုံးစံလို့ဖြစ်နေတဲ့ futuristic ဖြစ်တာရဲ့ cyber sense နဲ့ပုံစံမျိုးတွေကတော့အခုတည်းရှိတော့မယ်ပြောင်းသွားတာကဘာလဲဆိုရင်အရင် ပေါက်စီးဖြစ်တဲ့ဖုန်းပုံစံကနေပြီးတော့အခု ပုံစံအနားတွေတော်တော်လေးဟိုမှာပဲလုံးပေးထားတယ်ကင်မရာ bank ချိရဲ့နေရာတို့ဒီ V ပေါင်နေရာတွေမှာဆိုရင် H လေးတွေကိုအနားတက်ပြီးတော့လုံးပေးထားတဲ့ပုံစံမျိုးဖြစ်သွားပြီဆိုတော့လက်ထဲမှာကိုင်ရတာတော်တော်လေးဟိုမှာကိုင်လို့အဆင်ပြေသွားတယ်အဲ V ပေါင်နေရာတော့ flat V ပေါင်နေဆိုရင်လည်းလက်ထဲမှာကိုင်လို့ okay နောက်ကပါလုတ်ကဒီတစ်ခါလုတ်ထားတဲ့ cyber sun နဲ့ပုံစံကတော်တော်လေးဥမာ minimalist ဖြစ်အောင်လုပ်ပေးထားတယ်။ camera bank design ဆိုရင်လည်းပုံစံအစ်တကဆွဲဆောင်မှုရှိတယ်။အဲဖုန်းရဲ့အနောက်ဘက်ပုံစံကတော့တကယ် solid ဖြစ်တဲ့ပုံစံမျိုးရှိတယ်ပေါ့နော်။အရောင်ဆိုရင်သူကအရောင်၄မျိုးနဲ့လာတယ်။ Gi Black, Magic Saver, Neon Crayon နဲ့ Hyper Titanium ဆိုပြီးတော့အရောင်တွေရွေးလို့ရမယ်။ကျွန်တော်စီမှာရှိနေတာကတော့ Hyper Titanium အရောင်ပေါ့နော်။သူကထူးခြားမှုရှိတယ်။ ဖုန်းဒီဇိုင်းနဲ့ဖုန်းရဲ့ UI ကိုတသားတည်းဖြစ်အောင်လုပ်ပေးထားတာလေးကမိုက်တယ်။အဲ OS UI မှာ Vision X ဆိုတဲ့ UI ကိုပြောင်းထားမယ်ဆိုရင်ဖုန်းရဲ့ minimalist ဖြစ်တဲ့ဒီဇိုင်းနဲ့တော်တော်လေးဥမာပဲလိုက်ဖက်သွားတယ်။သူ့ UI ကဒီ orange နဲ့ white ကိုအခြေခံထားတဲ့ UI ပုံစံတော်တော်လေး clean ဖြစ်တယ်။ကျွန်တော်တို့ဒီ Magic Saver အယောင်နဲ့တောင်ဆိုရင်ပို့ပြီးတော့သူက UI နဲ့ပို့လိုက်လိမ့်မယ်လို့ထင်တယ်။ဖုန်းကိုသုံးရတာဖုန်းရဲ့ physical look နဲ့ software UI look ကတသားတည်းဖြစ်သွားတယ်။အဲ့ဒါလေးကလည်းတော်တော်မိုက်တယ်။ဖုန်းကအရင်အပါကြီးတော့မဟုတ်ဘူး။ အလေးချိန်လည်းရှိရဲဒါလည်း8000 mAh ဘက်တီပါတဲ့ဖုန်းလို့အနေနဲ့ကတော့လက်ခံလို့ရတယ်။ရန်ကြီးလေးနေတာမျိုးတော့မဟုတ်ဘူး။ဖုန်းမှာ studio speaker နှလုံးပါတယ်။အတန်လည်းတော်တော်ကျယ်တယ်။ bass တန်တွေတော့နည်းနည်းနည်းတယ်။ mid တန်တွေကြားတာလည်းကောင်းတယ်။ Dolby Atmos ကအတန်ကိုကျွန်းလုပ်ပေးထားဆိုတော့အတန်ကွာတီလည်းကောင်းတယ်။ fingerprint ကတော့ side fingerprint ပဲသွားမှာ။သွားတာလည်းမြန်ပါတယ်။အဲသူဈေးတန်းမှာ IR blaster လေးပါလာတာကောင်းတယ်။ဆိုတော့ AR aircon တွေ TV တွေအဲ့လိုမျိုး remote သုံးလို့ရမယ်ပစ္စည်းတွေသုံးလို့ရမယ်။ဒါလေးလည်းမိုက်တယ်။ ဂိမ်းစားလို့ကောင်းမဲ့ဈေးသက်သာတဲ့ဖုန်းဆိုတဲ့အတိုင်းပဲသူမှသုံးထားတဲ့ performance အရင်နေနေတာမျိုးမဟုတ်ဘူး official ဝင်တဲ့ global version ဖုန်းဒီမှာအတွေ့များတဲ့ Helio G100 Ultimate 6ကိုပဲဒီဖုန်းမှာသုံးထားတာဂိမ်းတွေပါကစားဖို့အတွက်လုံးလုံးတဲ့ performance ဆိုတာကတော့ chip တစ်ခုတည်းပုံမှန်လဲမူတည်နေတာမဟုတ်သေးတော့သူမှသုံးထားတဲ့ RAM နဲ့ ROM ရဲ့ hardware တွေရဲ့ software optimization ကောင်းဖို့လုပ်ထားတာတွေရဲ့ heat control တွေကလည်းဖုန်းတွင်းရဲ့ performance ပုံမှန်အများကြီးမူတည်သေးတယ်ဆိုတော့ဒီ Poba 7မှာကြည့်မယ်ဆိုရင်သူ့ ချစ်ဆက်အပြင်ဝင်မှာပဲ LBDDR4H ကိုတုံးထားတဲ့ A gig RAM ရဲ့ UFS 2.2တုံးထားတဲ့ RON128 gig ဒါမှမဟုတ်ရင် 256G ကိုတုံးထားတာတော့တွေ့ရတယ် Hyper Gain Engine ကလည်း software back ကနေပြီးတော့ support ပေးထားတာဆိုတော့ gain အတွက်ကတော့အဆင်ပြေပြေကစားလို့ရလိမ့်မယ် gain ကြကြကစားလို့အတွက် heat တက်လိုင်းနဲ့ Puba 7မှာက hyper cooling system နဲ့ heat ကို management လုပ်ပေးနိုင်တဲ့အတွက် gain ကိုလည်းကြကြကစားလို့ရတယ်။ဒီဖုန်းနဲ့ကျွန်တော် gain ကစားကြည့်ခဲ့တဲ့အတွေ့အကြုံနည်းနည်းပြန်ပြီးတော့ ပြောပြရမယ်ဆိုရင် mobile legend ကို60 frame per second လောက်အထိ smooth ဖြစ်ဖြစ်နဲ့ကစားလို့ရတယ်။ PUBG ဆိုရင်လည်း40 frame per second လောက်မှာငြိမ်ငြိမ်လေးနဲ့ကစားလို့ရတယ်။နောက် Dota 4လိုမျိုး game တွေဆိုရင်လည်း50 frame per second လောက်အထိတောင်တက်ပြီးတော့ကစားလို့ရတယ်။ game စားလို့ကြာလာရင်လည်းအပူချိန်ကလည်းတိတ်မရှိဘူး။၃နာရီလောက်ရှိတဲ့ game play တောင်မှပဲအရန်အပူချိန်မြင့်ပြီး lag ဖြစ်သွားတာမျိုးလည်းမတွေ့ရဘူး။ smooth ဖြစ်ဖြစ်နဲ့အချိန်ကြာကြီး game စားလို့ရတယ်။နောက်တစ်ခုက game စားရင် network အတက်ကျလည်းအရန်အရေးကြီးတယ်။အဲဒီမှာ ပပလစ်အေရီယာလိုမျိုးဖြစ်တဲ့ဒီကဖိုဆိုင်လိုမျိုးမှာသူတို့ရဲ့ wifi ကိုသုံးပြီးတော့ခင်းစားကြည့်ခဲ့သေးတယ်။အဲဒီမှာလည်း network speed stable ဖြစ်ဖြစ်နဲ့ကစားလို့ရခဲ့တယ်။ပိုပါ7က network switching လုပ်တာလည်းမြန်တယ်။ကျွန်တော်တို့စီမှာက 2.4G network တရားများတာဆိုတော့သူတို့စီက speed ဆွဲယူတာလည်း stable ဖြစ်တာတွေ့ရတယ်။ဆိုတော့ okay ခင်းစားလို့တော့ကောင်းပြီ။ရုပ်ထွက်ကောင်း။ပိုပါ7မှာသုံးထားတာက 4H resolution ရှိတဲ့ display ကိုသုံးထားတယ်။ စကရင်ဆိုင်ကလည်းကြည်ရဲ6.8လက်မလောက်အကျင်ရှိရဲဆိုတော့မြင်ကွင်းကြဲကြဲနဲ့ဂိမ်းကစားလို့ရမယ်ဖော်သုံးနေပါတယ်ဆိုရင်လည်းကောင်းကောင်းသုံးလို့ရမယ် display panel ကတော့ IPS LCD ကိုသုံးထားတာသူစည်းအနေထားမှာတော့ဒီ AMOLED တွေဘာတွေတောင်းဆိုလို့ရမှာမဟုတ်ဘူးလေဒါပေမဲ့အဲကောင်းတာက pan show display ဆိုတော့မြင်ကွင်းပိုကြည်ကြည်လို့ရမယ်တခုတော့ရှိတယ် display ပေးပေါင်နေရတော့ budget friendly phone တွေရဲ့ထုံးစံအတိုင်းပဲတွေ့ရတယ်အကြောင်းတွေထုတ်ပေးတာကောင်းတယ်ရှက်ဖြစ်တာလည်းတွေ့ရတယ်အလင်းကတော့ 600 nick ဆိုတော့အရန်လင်းတဲ့အခြေအနေမျိုးမှာဆိုရင်တော့တိတ်မြင်ရမှာတော့မဟုတ် refresh rate ဆိုရင် wide ready hst ရတဲ့ display ဆိုတော့အပေါ်ဆွဲတွေ gain တွေအတွက် okay လိမ့်မယ် attach ကောင်းတာလည်း gain ကစားရင်အထောက်အကူကောင်းကောင်းဖြစ်တယ်ဆိုတော့ click latency တွေ slide delay တွေလည်းတော်တော်လေးဥမာနည်းတယ် okay ဒီ phone ရဲ့ software experience လေးကိုပြောပြမယ်ကျွန်တော်ရှေ့မှာ design နဲ့ပတ်သက်ပြီးပြောတော့ UI အကြောင်းလေးနည်းနည်းလေးပြောခဲ့တာဆိုတော့ကျွန်တော်ဒီ UI ကိုနည်းနည်းကြာကြာလေးသုံးကြည့်ရဲ့အတွေ့အကြုံမှာတော့တော်တော်လေး smooth ဖြစ်တယ် ဘလော့ဝဲတွေပါတယ်လည်းမတွေ့ရအောင် highway safety point 1ကိုသူကပုံပါအတွက်ဆိုပြီးတော့လှုပ်ပေးထားတယ်အခု UI ရဲ့ things က vision s ဆိုပြီးသုံးရတယ်ဆိုမြဲလို့နောက်တစ်မျိုးသုံးခြင်းလည်း default thing တစ်ခုအနေနဲ့ရှိသေးတယ်အဲသူက app တွေပါဒီမှာတော့ color စုံတာပေါ့နော် vision s လိုမျိုးတော့ orange နဲ့ white တစ်ခုတည်းတော့မဟုတ်ဘူး setting ဆိုရင်လည်းရှင်းလင်းနေတာတွေ့ရတယ် highway 50မှာက techno ရဲ့ UI UX တွေကတော်တော်လေးကိုကောင်းတယ်နောက်တစ်ခုက AI AI ကတော့သူရှင်းရထွက်ထားတဲ့ တက်ကနိုရဲ့ AI4 Camon 4D C လိုမျိုးပဲပိုပါ7မှာကတက်ကနို AI ကိုသုံးရမယ်။ဘေးကပါဝါဘတ်တန်ကိုဖိလိုက်တာနဲ့အဲလား AI လေးကဝိတ်ကက်ဖြစ်လာတာ၄နဲ့ Cycle to Sex သုံးရတာတွေကတော့သူဈေးတန်းအနေထားမှာတော့တော်လေးမိုက်တယ်။ AI ထည့်ပေးတာတွေကတော့ budget form လို့ရှို့ထားတာမျိုးတခုမှမရှိဘူး။အဲတက်ကနို AI ဆိုရင် call assist, translation assist, social assist, document assist, writing assist, note assist, AI wallpaper စတာတွေပေါ့နော်အဲ့လိုရွတ်မြအကုန်ပါတဲ့ AI စနစ်တွေအကုန်ထည့်ပေးတာ။ ဒါတော့မှပဲဓာတ်ပုံစနစ်တွေထဲမှာ AI စနစ်တွေပါသေးတယ်။ Okay ဒီလိုဖုန်းတလုံးကိုကျွန်တော်စမ်းခွင့်ရတဲ့၄-၅ရက်လောက်အတွင်းမှာသူ့ရဲ့ AI စနစ်တွေအလုပ်လုပ်တာတွေကမဆိုးဘူးလက်ခံနိုင်တော့တဲ့မြန်လုံးရှိတယ်။တိကျမှုလည်းရှိတယ်။အဲ daily use တွေအတွက်ဆိုရင်လည်း social သုံးနောက် office သုံးတွေအတွက်လည်းအဆင်ပြေသုံးလို့ရခဲ့။နောက်တစ်ခုကဒီဖုန်းမှာထူးခြားတာပါသေးတယ်။အဲ့ဒါပါလဲဆိုတော့ Techno Mobile Phone ချင်းချင်းဖုန်းကွန်ရမလို့ပဲနဲ့ဆက်သွယ်လို့ရတယ်။အဲ media share လောက်အထိချိန်လို့ရတယ်ဆက်သွယ်လို့ရတယ်။ high wave d ရှိတဲ့ဖုန်းအချင်းချင်းချိန်လို့ရတယ်ပေါ့နော်ဆိုတော့ mobile တိုင်ပြောက်တဲ့နေရာမျိုးတွေအတွက်ကတော့ okay ပဲနောက်ပြီးတော့ travel mode ဆိုတာလေးလည်းသူကထည့်ပေးထားသေးတယ်ဆိုတော့ outdoor မှာ cycle နဲ့သွားတတ်တဲ့လူတွေနော် bike တွေအတွက်လည်း outdoor mode ကကောင်းကောင်းကူညီပေးနိုင်တယ် brightness တွေကိုတင်ပေးတယ်နော်အပြင်ပူချိန်များနေတယ်ဆိုရင်တော့မှပဲစူးဖြစ်ဖြစ်သုံးလို့ရတယ်ရေဆိုရဲလက်နဲ့လည်းဖုန်းကိုပို့လို့ရတယ်ဖုန်းကောတွေဆိုရင်လည်းလက်နဲ့ကင်စရာမလိုဘဲနဲ့ volume မြင့်ပေးတာတွေစားတဲ့ outdoor activities တွေများတဲ့သူတွေအတွက်အဆင်ပြေသုံးလို့ရတယ် ။ Okay, Pova 7ရဲ့ကောင်းတာတွေကဒီလောက်နဲ့မရက်သွားသေးဘူး။ကြံသေးတယ်။ Bateria 9000 mAh ချက်ပေးကြတာဆိုတော့အကြိုက်သုံးလို့ရတယ်။ဂိမ်းကစားမလား၊ဗီဒီယိုကြည့်မလား၊ TikTok ကြည့်မလား၊ကင်မရာရိုက်မလား၊အကုန်လုံးအချိန်ကြာကြီးလုပ်လို့ရတယ်။ Battery အပြည့်ပြည့်ထားမယ်ဆိုရင် game နဲ့ထိုင်ကစားမယ်၊ကျန်တာတွေမသုံးဆိုရင်တော့အချောင်းနိုင်ရကနေ၈နိုင်ကြားလောက်အထိသုံးခံတယ် YouTube stream တို့ movie stream တို့ကြည့်မယ်ဆိုရင်၁၄နိုင်ရကနေ၁၆နိုင်လောက်အထိကြည့်လို့ရတယ်တခြားဖုန်းသုံးနေတော့ရှိသေးတာပေါ့နော် အဆိုရှယ်မီဒီယာလေးသုံးလိုက်ဒီဂိမ်းလေးကစားလိုက်ဗီဒီယိုလေးကြီးလိုက်ကင်မရာလေးရိုက်လိုက်အဲ့လိုအစုံသုံးတဲ့နေ့တွေဆိုရင်တော့တရက်ကြော်ကြော်လောက်သုံးလို့ရတယ်။အဲ reverse charging ပါတော့သူကနေပြီးတော့တခြားဖုန်းတွေကိုအားနည်းနည်းခြေလို့ရအောင်မယ်။အဲ battery က TUV ရဲ့ long duration certification နဲ့ရထားတဲ့အတွက်ကြောင့်မလို့၄နှစ်လောက်အထိကို safe ဖြစ်ဖြစ်သုံးလို့ရတယ်။ battery durability လည်းကောင်းတယ်။အဲ၄နှစ်လောက်အတွင်းမှာ battery cycle ကို1600ကျော်အထိ တွင်းပြီးတာတော့မှပဲ80ရာခိုင်နှုန်းလောက်အထိဘက်တရီဟက်ကြံအောင်မယ်လို့တက်ကနိုကတော့ပြောထားတယ်အသွင်းမယ်ဆိုရင်45ဝက်ဖတ်ချာဂျင်နဲ့အသွင်းလို့ရတယ်ပေါက်စင်းမှာလည်းအဲ့ဒီ charger ကိုထည့်ပြီးထားတယ်အသွင်းကြီးတဲ့ charge ချိန်ကတော့50%ပြည့်ဖို့အတွက်မိနစ်30ကျော်လောက်ကြာတယ်80%ဖြစ်ဖို့အတွက်ဆိုရင်တော့45မိနစ်နီးပါးလောက်တော့ကြာတယ်100%ပြည့်ဖို့ဆိုရင်တနာရီနဲ့မိနစ်20လောက်အထိကြာတော့တွေ့ရတယ်အသွင်းစနစ်ကတော့အမြန်အသွင်းစနစ်ထည့်ပေးတာဆိုရင်အရန်အသွင်းမြန်တာမျိုးတော့မဟုတ်ဘူးအသွင်းတွေတော့မစောင့်ညင်ဘူးဆိုရင် အဲ bypass charger နဲ့လည်းဂိမ်းစားနေရင်လည်းတုံလို့ရတယ်အဲဒီကလည်းမိုက်တယ်ပုံမှန်ဆယ်မဲမှာတက်ပေးထားတဲ့ကင်မရာတွေကတော့အနောက်ကင်မရာတွေကနှလုံး2 megapixel ကင်မရာတစ်လုံးရဲ့2 megapixel macro ကင်မရာတစ်လုံးရဲ့ပါတယ်အရှိ selfie ကတော့8 megapixel ကင်မရာထည့်ပေးထားတယ် AI ကင်မုတ်သုံးပြီးတော့ဓာတ်ပုံရိုက်မယ်ဆိုရင် 1H 3H ဆိုပြီးတော့နှမျိုးရွေးရလို့ရတယ် landscape ရိုက်တာတို့အမှတ်တမ်းတပ်ပုံရိုက်တာတို့အတွက်ကတော့အဲ့ဒီ mode ကအဆင်ပြေတယ်။အရောင်ထုတ်ပေးတာလည်းကောင်းတယ် AI လုတ်လုတ်ပေးတာလည်းကောင်းတာတွေ့ရတယ်။ Huawei Mega Pixel နဲ့ရိုက်ချင်တယ်ဆိုရင်တော့ ဟော AI camp နင်းမှာရွေးပြီးတော့ရိုက်လို့ရတယ်။သူနဲ့ရိုက်ရင်လည်းတပုံနေရအလင်းအောင်ကောင်းတဲ့အချိန်မှာဆိုရင်ပုံအောင်နေကြတယ်။အဲ့ဒီနေရာမှာလည်း AI support တွေပါတယ်။ wide lens မပါဘူးဆိုပေမဲ့လို့ main camera ရဲ့ wide ကလည်းမစိုးဘူး။ portrait ကတော့သူ့မှာ true ကြကြ zone တွေအများကြီးဆွဲရိုက်လို့ရတယ်။ 24mm ကနေပြီးတော့ 85mm အထိဆွဲရိုက်လို့ရတယ်။အပါချာချိန်လို့ရမယ် face effect တွေထည့်လို့ရမယ်အခုပြထားတာတွေကတော့ zoom ပြောင်းရိုက်ထားတဲ့ပုံလေးတွေအလင်းကောင်းရင်တော့တော်တော်လေးကောင်းတယ် စူပါနိုက်ဖိုတိုတွေကတော့ရိုက်ထားတဲ့ပုံတွေကြည့်ရတာတော့စင်းစခုလုံးတက်ကတော့အဆင်ပြေတယ်။အရာမောင်နေတော့တိတ်ပြီးတော့အဆင်မပြေတော့ဘူး။ဗီဒီယိုကတော့ 2K ထိရိုက်လို့ရတယ်။ Ultra Study နဲ့ဆိုရင်တော့ Full HD နဲ့ပဲရိုက်လို့ရမယ်။အပါချာရွေးပြီးလဲဗီဒီယိုရိုက်လို့ရတာကိုတွေ့ရတယ်။ Vlog ရိုက်ချင်တယ်ဆိုရင်တော့ Blog Mode ထဲမှာ template တွေရွေးပြီးရိုက်လို့ရတယ်။ဗီဒီယိုကတော့ Stabilizer ပါတော့မစိုးဘူးရိုက်လို့အဆင်ပြေတယ်။ photo editing ထဲမှာ AI studio ဆိုပြီးတော့ထည့်ပေးထားတယ်လည်းတွေ့ရတယ်။အဲဒီထဲမှာပါတဲ့ AI eraser ဆိုရင်လည်းအားလုံးသိတဲ့အတိုင်းပဲ object remove တာပေါ့နော်။အဲဒီထဲမှာထူးခြားတာဆိုရင် AI sharpness plus ကပုံရိပ် quality ပိုကောင်းအောင်လုပ်ပေးတယ်။ AI external ဆိုတာကတော့တပုံရဲ့မြင်ကွင်းကိုပို့ပြီးတော့ချဲ့ကျင်နေဆိုရင်သုံးတာပေါ့နော်။နောက်ခုစလုံးရဲ့ရလဒ်တွေကတော့တကယ်အလုံးဖြစ်တာတွေ့ရတယ်။ selfie camera ရဲ့ရုပ်ထွက်ကလည်းမဆိုးဘူး။ color တွေထုတ်ပေးတာလှတယ်။ ရုပ်ထွက်လည်းအလင်းကောင်းရင်ရှာပစ်တယ် white လည်းမဆိုးဘူးမောင်တဲ့အချိန်ဒီမှာရိုက်မယ်ဆိုရင် flash မီးလေးထည့်ပြီးကြိုက်လို့ရတယ်ဗီဒီယိုအတွက်လည်း stabilizer ပါတယ် blog အတွက်လည်းအလုပ်ကောင်းအောင်လုပ်တယ်သူဈေးနဲ့ပူပါ7မှာပါတဲ့ကင်မရာတွေကတော့တုံးကောင်းတယ်လို့ပြောရမယ် okay ပူပါ7 4G ကိုရောင်းမဲ့ဈေးကအဲ့128 gig ကို9,900ကျင်းနဲ့အဲ့256 gig ကို9,900ကျင်းနဲ့ရောင်းမှာဆိုတော့သူဈေးနဲ့သူ performance ကတော့မဆိုးဘူးလို့ပြောရင်ရတယ် ကျွန်တော်ကတော့ဈေးသက်သာတဲ့ဖုန်းတွေထဲမှာဂိမ်းကောင်းကောင်းကစားလို့ရမယ်ဘက်ထရီရှယ်ကျန်းမယ် user experience လေးကောင်းမယ်ကင်မရာလည်းအဆင်ပြေသုံးချင်တယ်ဆိုရင်တော့ဒီဖုန်းကရွေးလို့ကောင်းမယ်လို့ထင်တယ် display quality ကတော့ budget friendly ဖုန်းဖြစ်တာရယ် design ဘန်းက mic တယ်ဆိုပေမဲ့လို့အသက်အရွယ်တန်းတစ်ခုကိုရည်ရထားတာဖြစ်တဲ့အတွက်သူရဲ့ performance အနေထားနဲ့ဆိုရင်တခြားအသက်အရွယ်တန်းကိုလည်း တာဂတ်ထားလို့ရသေးတယ်။ဘာဖြစ်ဖြစ်ပါ Techno Power 7ကတော့ Power Series တွေပုံစံအတိုင်းနဲ့ပဲလာတယ်။အဲသူတို့ထားကြကြင်တော့ဝယ်ကြမယ်ပေါ့နော်။ Okay ကျွန်တော်ရဲ့ Power 7အပေါ်အမြင်ကတော့ဒီလောက်ပဲ။ဒီဖုန်းကတော့ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ kait တဲ့အချက်တွေပါမလား။အမြင်လေးတွေကိုလည်းကျွန်တော် comment မှာကြည့်ချင်ပါသေးတယ်။ဆိုတော့ comment လေးတွေပေးခဲ့ပါအောင်။ကျွန်တော်တို့ရေနောက်ထပ် video ကြမှာထပ်တွေ့ကြမယ်။